ပတ်တုံးလို့ခေါ်ကြတယ်ကျွန်တော်လည်းနားမလည်ဘူးအဖေကထောင်းထောင်းမောင်းမောင်းတယောက်ဖြစ်တယ်ဒါဆိုရင်အဲ့ဒီလူပုလီစခဲတော့ကျွန်တော်လုံးဝယုံတယ်ဆရာပုဦးလီပုငါပုအမျိုးမျိုးပေါ့နောက်ဆုံးမှတောင်မှသူ့အမသူ့မိမကလည်းခေါ်ရအကိုတားတမဲလည်းအဖေဆိုတော့အိမ်ထဲမှာသူ့နာမည်ကြားဖို့ကတော့အကြောင်းမရှိဘူးအဖေကအဖေနာမည်ရင်းနဲ့ကျွန်တော်တို့တခါမှမခေါ်ဘူးခေါ်ရင်လည်းအဖေကခြိုက်မှာမဟုတ်ဘူး အဖေဆိုရင်ပြီးပြီ။နေပါတီ၆ဝန်နေရဟမ်။ကျွန်တော်အဖေဆိုဘူးခေါ်စားဘူးခေါ်စားမလို့ခေါ်ရင်မန်လျက်သားနဲ့ကြိုက်မှာမဟုတ်ဘူး။အဲအဲ့ဒီတော့ဇေခေကသူ့အိမ်ထဲမှာအဖေပဲကြားရတယ်အကူပဲကြားရတယ်ဆိုတော့နာမီကပြောမယ်ဆိုတော့တူနာမီပျောက်သွားပြီကျဲလို့ခေါ်မှာ။ဒါပေမဲ့တူကိုဆရာလည်းမဟုတ်ဘူးလေဦးလီလည်းမဟုတ်ပဲနဲ့ဇခေဆိုပြီးတော့အဖေမေမဲ့ပေးတဲ့နာမည်အရင်နဲ့ယေရှုဖျားတူကိုခေါ်တယ် အရာရှိတရှိမှာလာတဲ့လူတွေများစွာကနာလို့ပျောက်ကင်းခြင်းလို့ဒုက္ခရောက်လို့ပြဒနာဖြေရှင်းပေးရတမီးအတွက်တားအတွက်ကြုံအတွက်လိုက်လာကြတယ်တချို့တွေကလည်းခွတ်တော်ဘာနမိတ်လက္ခဏာများပြုတ်မလဲတို့အလုံးမရှိဘဲနဲ့ဒီတိုင်းပြင်ပြထိုင်မဲ့အစားတခုခုလှုပ်ရင်အရင်ကြည့်လို့ကောင်းတယ်ပိုက်ဆံလဲယူတာမဟုတ်ဘူးတွားရအောင်ထမင်းထုံးတဲ့ဒါနမိတ်လက္ခဏာမြင်ချင်လို့လာတဲ့လူတွေအချို့သောသူတွေကလူအုပ်ထဲမှာပျော်တတ်လို့လူအုပ်ထဲကိုဝင်လာတဲ့လူတွေလောက်ပဲ ။ဒါမြဲဇခဲကဒီပုံစံနဲ့ခွတ်တော်ရှိကိုမလာဘူး။ယောဂါရှိလို့ပြောက်အောင်လဲမလာဘူး။ပိုက်ဆက်လူချင်းလို့ပြဿနာဖြေရှင်းမှုလည်းလာတာမဟုတ်ဘူး။ယေရှုပြပြုတဲ့နှမိတ်ခဏလဲသူစိတ်မဝင်စားဘူး။သူစိတ်ဝင်စားတာကယေရှုပဲစိတ်ဝင်စားတယ်။အာမင်။သူကယေရှုပဲစိတ်ဝင်စားတယ်။ဒီနေ့ကျွန်တော်တို့ကဖန်ဆင်းတဲ့လက်ရာထက်ဖန်ဆင်းစီကိုစိတ်ဝင်စားကြရအောင်ဖန်ဆင်းစီကိုတောင်းတကြရအောင်ဖန်ဆင်းစီကိုငှက်လာကြရအောင်ဟာလေလုယာ